န်ဝက်88ကလေးကစတွေ့ရင်လေးချိန်ဖမ်းခံရပြီးနှစ်ပေါင်း19နှစ်ထိမ့်သိမ်းခံခဲ့ရပါတယ်အခုနောက်ထပ်29နှစ်ထောင်ကျခံထားရတော့လွတ်ရက်မရှိသလောက်ပါပဲကမ္ဘာပေါ်မှာအချိန်များဆုံးဖမ်းခံရတဲ့နိုင်ငံရေးကောင်းဆောင်တွေတဲကတယောက်လို့ဆိုရမှာပါထက်ခါထက်ခါယူကောက်ခံရပြီးအချိန်ချင်းအဖမ်းခံရတဲ့ကောင်းဆောင်တယောက်ဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းဒီနောက်ဆုံးအချိန်ကအဆိုးဆုံးပါအကျဉ်းသားတယောက်လို့သာမကသူ့ကိုတရားခံတယောက်လို့ပါဖမ်းထားတာပါ ဘသူနဲ့မှလည်းတွေ့ခင်မပေးပါဘူးဘယ်နေရာမှာထားလဲဆိုတာတော့အတိမပေးပါဘူးတကယ်တော့ဗိုလ်ချုပ်တွေလိုစစ်တပ်ကြီးနဲ့လက်နက်တွေရှိဖို့မပြောပါနဲ့ပိပိပါးပါးနဲ့သူ့မှာအတချောင်းတော့မရှိပါဘူးဒါပေမဲ့စစ်တပ်ကြောက်လောင်သူ့မှာတကယ်ရှိတာကပြည်သူကပေးထားတဲ့ mandate ဆိုတဲ့လုံပိုင်권အာဏာပါတနည်းအားဖြင့် legitimacy လို့ခေါ်တဲ့တိုင်းပြည်ကိုတရားဝင်အုပ်ချုပ်ဖို့ပြည်သူကအနှင်းနဲ့အာဏာအပြည့်ရှိပါတယ် ရိုးရိုးပြောရရင်တော့ဒါဟာပြည်သူရဲ့ထောက်ခံမှုပါပြည်သူကသူတို့ရဲ့ခေါင်းဆောင်တယောက်ထက်ပိုပြီးတိုင်းပြည်ရဲ့မြေကင်တယောက်လိုသဘောထားကြတာတွေ့ရပါတယ်ဆိုတော့ပြည်သူစီကသူရတာကစစ်ဘိုလ်ချုပ်တွေဘယ်တော့မှမရနိုင်တဲ့ယုံကြည်မှုထောက်ခံမှုနဲ့မြစ်တာတရားပါဒါကိုနိုင်ငံရေးရအတိတ်ပဲဖွင့်ရရင်ပြည်သူကသူ့ကိုတာဝန်ပေးအပ်တာပါပဲအဲ့ဒါကြောင့်ရွေးကောက်ပွဲတိုင်းမှာသူ့ပါတီကတောင်ပြိုကမ်းပြိုနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုနိုင်တော့စစ်ဘိုလ်ချုပ်တွေကကြောက်တာပါ ဘာလို့ကြောက်တာလဲသူတို့အာနာလက်လို့ရမှာကြောက်လို့သူတို့ကျူးလွန်ထားတဲ့မတရားမှုတွေအတွက်တရားရင်ဆိုင်ရမှာကြောက်လို့တိုင်းပြည်ကိုမောင်းမိုင်းစီးပြီးလှုပ်ရှားနေတဲ့သူတို့ရဲ့စီးပွားရေးတွေနဲ့စီးစိမ်တွေဆုံးရှုံးရမှာကြောက်လို့ဒါတွေကသူတို့ရဲ့အတ္တမနဲ့ဝိတ္တမလောဘတွေပါအဲ့ဒီတော့အကျိုးဆက်ကဘာဖြစ်လဲသူ့ကိုဖမ်းတာပါပဲဆိုတော့သူကသူတို့ရဲ့သာဝရအကျဉ်းသားဖြစ်ရတာ